ဝေးတနေ့တေတနေ့ဆိုတဲ့အတိုင်းအရာရာတိုင်းမှာအချိန်ကသက်ရှိတာအားလုံးသိပါတယ်အချိန်ကိုဘယ်လူသားမှ မထိန်ချုပ်နိုင်ပါဘူးလက်ရှိမှာစစ်ကောင်စီဟာတော်လိုင်းအင်အားစုတွေနဲ့ဆွေးနွေးပြီးအပေးယူလုပ်ဖို့အချိန်ရှိနေပါသေးတယ်ထို့တူတော်လိုင်းအင်အားစုတွေလည်းစစ်ကောင်စီနဲ့အပေးယူလုပ်မယ်ဆိုရင်တော်လိုင်းရည်မှန်းချက်အားလုံးမဟုတ်ပေမဲ့အရေးကြီးတဲ့အချက်တချို့ကိုဆွေးနွေးညှိနှိုင်းယူနိုင်မဲ့အခြေအနေရှိနေပြီလို့သုံးသပ်နိုင်ပါတယ် ယနေ့အထိနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ပြုစုထားတဲ့အချက်အရာဆိုရင် ရေဦးတော်လိုင်းရေးမှာစစ်ကောင်စီတပ်ဖြတ်လို့ထိဆုံးသွားသူ6499ဦးဖမ်းဆီးခံရသူ2930ဦးရှိတယ်လို့သိရပါတယ်စစ်ကောင်စီကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့အိုးအိမ်တွေစီးစိမ်တွေအများအပြားရှိသလိုတိုက်ပွဲအတွင်းပိတ်ဆက်ခဲ့ရတဲ့အသက်နဲ့ကိုလက်အင်ကာတွေလည်းအရင်နှီးကြီးမားပါတယ်စစ်ကောင်စီဘက်မှလည်း စစ်တေအားကြဆင်းတာနေမြေတွေလက်လွတ်ရတာစသဖြင့်ဆုံးရှုံးမှု အားကြီးမားပါတယ်တကယ်လို့လုံးဝစစ်ရှုံးသွားရင်ကျူးလွန်ခဲ့တဲ့အစ်ရာဇဝဲမှုတွေအတွက်တာဝန်ခံရမယ်အပြင် ခေအဆက်ဆက်စစ်ခေါင်းဆောင်တွေရဲ့မတရားရှာဖွေ စုဆောင်ထားတဲ့စီးစိမ်ဥစ္စာတွေသိမ်းဆီးခံရမယ်အန္တရာယ်ရှိနေလို့အန်ကျိတ်ခုခံနေတယ်လို့ဆိုနိုင်ပါတယ်မြန်မာနေယူတော်လိုင်းရင်းမှာနှစ်ဖက်စလုံးဆုံးရှုံးနစ်နာမှုတွေရှိနေလို့ ကြီးမားတဲ့ရလတ်တစ်ခုမရဘဲပြေလည်ဖို့ဆိုတာမလွဲကူပါဘူးနှစ်ဖက်စလုံးကသေရင်မြေကြီးရှင်ရွှေထီးဆိုတဲ့အတိုင်းလောင်းကြီးအကုန်ထပ်ပြီးတိုက်ပွဲဝင်သွားမယ်အနေထားမျိုးလို့သုံးသပ်မိပါတယ်ဒေါ်လိုင်းကာလာကြာလာတာနဲ့အမျှပြည်သူလူထုအခြေအနေကဒုက္ခပင်လယ်တဲ့ရုန်းကန်နေကြရပါတယ်နိုင်ငံရင်းနဲ့စီးရေးကြောင့်ဖြစ်ပေါ်လာတဲ့စီးပွားရေးကြဆင်းမှုစစ်ဘေးဒဏ် အလောက်ကင်ရှားပါမှုစစ်မှုတပ်ဥပဒေစတာတွေအပြင်မတ်လ28ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြီးကြောင့်လဲဝူးလေယာဖယုံစစ်ဆိုသလို အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပါတယ်ဒီလိုပြောရတာဟာပြည်သူရဲ့ဆင်းရဲဒုက္ခတွေကိုအကြောင်းပြပြီးတော်လိုင်းရဲ့အတွက်ပေးဆက်ခဲ့ရတဲ့အသက်သွေးချွေးကိုလက်အင်ကာစစ်ကောင်စီရဲ့စစ်ကြောရေးငရဲကန်းတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ပြဿနာတွေအလုံးမေ့ပြပြီး 2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ပြန်သွားဖို့စော်ဩတင်ပြနေတာမဟုတ်ပါဘူး။အရှိနိုင်ငံရေးနဲ့စီရေးပြိပခရဲ့အရင်ခံနိုင်ငံရေးပြဿနာကိုလူမှုအပေါ်စေတနာထားပြီးမြန်မြန်ဖြေရှင်းကြဖို့တင်ပြတောင်းဆိုနေတာပါ။အစိုးရကအကောင်းလို့ဆိုရမလား။ 2025မတ်လ28ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.9ရှိတဲ့စကိုင်းငလျင်ကြီးဟာတစ်ဖက်စလုံးအတွက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုတဲ့ခေါင်းစဉ်ကပြစ်ခတ်တိုက်ခိုက်တာတွေရက်စဲဖို့အခွင့်ကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။တစ်ဖက်စလုံးတဘာဝကပေးတဲ့အခွင့်အရေးကိုယူပြီးထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုယာယီရက်စဲကြောင်းကြော်ညာတဲ့အပေါ်ကြိုးဆိုရမှာပါ။ဒါပေမဲ့စစ်ကောင်စီကတော့အရသာပြစ်မှတ်တွေကိုလေကြောင်းကဘုံကျဲတာတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ပြိပခဖြည့်ရှင်းရေးမှာမိမိရန်သူနောက်ပြန်စုံနိုင်ဖို့ရွှေတံတားကိုစောက်ပေးပါဆိုတဲ့ရှေဟောင်းတရုတ်စစ်ပြူဟာကျမ်း That Art of War ရေးသားခဲ့တဲ့စွန်စုကမှတ်ချက်ပြုပါတယ်။ဆိုလိုတာကကိုရန်သူဟာခက်ခဲတဲ့ဒါမှမဟုတ်ရှုံးနေတဲ့အနေအထားရှိနေရင်သူ့ကိုထွက်ပေါက်မပိတ်မိစေဖို့နောက်ပြန်ဆုတ်ခွာဖို့နီလန်တစ်ခုခုအကြောင်းပြချက်ကောင်းတစ်ခုခုဖန်တီးပေးဖို့အရေးကြီးကြောင်းဆိုလိုတာပါ။ ။အနည်းအားဖြင့်မျက်နာမပြက်သိခါမပြက်လူကြီးလူကောင်းပြည်ပြည်ပြဿနာဖြေရှင်းနိုင်ဖို့ဖြစ်ပါတယ်။အခုကြေညာထားတဲ့ယာယီအပြစ်ခတ်ရက်စဲရေးဟာထာဝရရက်စဲရေးငြိမ်းချမ်းရေးကိုဥတီစေနိုင်မလား။လမ်းစာဖြစ်နိုင်မလားဆိုတာ အများကသိကျင်တဲ့မေးခွန်းပါ။အဖြေကစစ်ကောင်စီခေါင်းဆောင်တွေအပေါ်မူတည်ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီမှာပထမခြေလှမ်းအတွက် အခွင့်အရေးရှိနေစေဖြစ်ပါတယ်စစ်ရေးချိန်တွင်ရှာကတော်လိုင်းအင်အားစုတွေပဲတာသွားခဲ့ရင်ပထမခြေလမ်းစကွင်ကိုစစ်ကောင်စီဆုံရှုံသွားနိုင်ပါတယ်အထူးသဖြင့်ဗမာတိုင်းရင်းသားတော်လိုင်းအင်အားစုတွေသာစကိုင်းတိုင်းတစ်ခုလုံးမကွေးတိုင်းနဲ့ပဲခူးတိုင်းတစ်ချမ်းတို့ကိုထိမ့်ချုပ်သွားနိုင်ရင်စစ်ကောင်စီကို လုံးဝအပြတ်ရှင်းရေးစစ်အာဏာရှင်စနစ်လုံးဝချုပ်ငြင်းရေးကတပါအခြားဟာကိုလက်ခံကြတော့မှာမဟုတ်ပါဘူး စစ်ကောင်စီအနေနဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့ဆွေးနွေးခွင့်အပေးအယူလုပ်ခွင့်လုံးဝဆုံးရှုံးသွားပါမယ်။ဒါကြောင့်စစ်ကောင်စီဟာသူ့မှာရှိနေသေးတဲ့ပထမခြေလမ်းခွင့်အချိန်နဲ့အခွင့်အရေးကိုအသုံးချပြီးသူတို့စတင်ခဲ့တဲ့ပြိပက္ခကိုအမြန်ဆုံးအဆုံးသတ်သင့်ပါတယ်။ဒီလိုမှမဟုတ်ပဲငလျင်တဲ့လူတို့အပေါ်နိုင်ငံတကာရဲ့ကရုဏာကိုအသုံးချပြီးရွေးကောက်ပွဲခြေလမ်းနဲ့စစ်အာဏာရှင်စနစ်အသက်ဆက်ဖို့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသက်သွင်းဖို့ပဲစ조사နေမယ်ဆိုရင်တော့အောင်မြင်မှာမဟုတ်ပါဘူးအများပြည်သူထောက်ခံခဲ့တဲ့တော်လှန်ရေးကပဲအနည်းနဲ့အမြန်အောင်မြင်မှာတည်ကြပါတယ်မင်းအွန်လိုင်းအပါအဝင်စစ်ကောင်းဆောင်တွေဟာပြုပြင်တဲ့တာကိုအမြန်ပြုပြင်ပြီးလုတ်တင်တာကိုအမြန်လုတ်ချင်းအဖြစ်လူလူစန္ဒကိုအမှန်တကယ်တန်ဖိုးထားကြောင်ပြသဖို့အရေးကြီးပါတယ်ဥပမာနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကိုချက်ချင်းလှုပ်ပေး လျင်သင့်ဒေတာတွေမှာပြန်လည်ထူထောင်ရေးအတွက်လွတ်လပ်စွာသွားလာလှုပ်ဆောင်권တွေခွင့်ပြုပေးစတာတွေနဲ့ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းကိုပြသတင့်ပါတယ်။အဲ့ဒီကနေတဆင့်ပြိပခတ်ရဲ့မူရင်းနိုင်ငံရေးပြဿနာကိုလူမှုစန္ဒအတိုင်းလက်ရောဖြေရှင်းမယ်ဆိုရင်ပြည်သူကခွင့်လွှတ်ခြင်းတရားတွေနဲ့ကြိုးစိုးလိမ့်မယ်လို့ယုံကြည်မိပါတယ်။ဒါအပြင်စစ်ဘုတ်ချုပ်တွေကွယ်လွန်သွားတဲ့တနေ့ထိုက်တဲ့နိုင်ငံတော်စာပဏနဲ့ဂုံပြုပေးနိုင်ကြပါလိမ့်မယ်။ မြန်မာတို့ရဲ့ခွင့်လွန်နိုင်စွမ်းကိုဖော်ပြတဲ့မမသောရှေ့နေမတည်သောစေတမဆိုတဲ့အဆိုရိုးစကားရှိပါတယ်။အားလုံးဟာပုထုဇဉ်လူသားတွေဖြစ်တာနဲ့အညီမှားတတ်ကြတာကိုအတိအမှတ်ပြုတ်တဲ့သဘောပါ။တကယ်လို့လူမှုစန္ဒကိုစန့်ကျင်ပြီးဆက်လက်မိုင်းမဲနေမယ်ဆိုရင်ဘယ်သူမှကြော်လွားလို့မရတဲ့တေဆုံးရတဲ့နေ့ရောက်လာတဲ့အခါအရင်စစ်ဘုတ်ချုပ်တွေနီးတူလူမသိသူမသိဂုံတိတ်ခါမဲ့ပြီးနာမည်ဆိုးနဲ့တေဆုံးရမယ်အပြင်ကြံ့ရစ်တဲ့မိသားစုတွေလည်း လူလူရဲ့သတွေးကွက်ထဲမှာဆက်လက်နစ်မြုံနေမယ်ဆိုတာတင်ပြလိုက်ပါတယ်